လုံးမင်းမင်္ဂလာပါအတန်းတော်နိုင်ငံရေးဗီဒီယိုစီစဉ်ရတဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံတော်နိုင်ငံဦးဒီပိုင်းနဲ့နယ်နိမိတ်ရင်းပိုင်းနဲ့နယ်နိမိတ်အတွင်းနေထိုင်ကြသည့်ပြည်သူများအုပ်ချုပ်သည့်အစိုးရနဲ့အချုပ်အခြာအာဏာဟူသောဥပဒေရုပ်၄ရက်နဲ့ပြည်စုံရန်လိုအပ်ပါတယ်တို့အတိုင်းရင်းဥပဒေရုပ်၄ရက်တွစ်ဆုံရုံများမြေခံမတ်တပ်နိုင်ငံသားဖြစ်ပြီကြမှာနိုင်ငံ ကမ္ဘာနိုင်ငံများအလဲတွင်ထဲတဲ့ဝဝယက်တိနိုင်သည့်နိုင်ငံဖြစ်ပေါ်လာစေရန်အတွက်မူနိုင်ငံရေးစည်းဝေးရေးကာဝေးဟူသောစွမ်းအားများနှင့်ပြည့်စုံပြီးကမှအင်အားတောင့်တင်းခိုင်မာလာအောင်လို့မိမိနိုင်ငံတွင်ပိုင်ဆိုင်ထားသည့်အရင်းအမြစ်တို့ကိုအထူးရောက်ဆောင်အသုံးချကာတိဆောက်ကြရမည်ဖြစ်ပါတယ်။ကမ္ဘာနိုင်ငံနိုင်သည့်မိမိနိုင်ငံတွင်ရှိတည်နှံခံရေးနှင့်ဖွံ့ဖြိုးတိုးတဲ့ရေးအတွက်စဉ်ဆက်မပြတ်တိဆောက်နေရရပါသည်။အမျိုးသားကြိုးစည်းဝေးရည်မှန်းချက်ကိုစီဖြင့်နိုင်ငံတော်ကိုတိဆောက်ကြရအတွင်းတချို့အရေးတာကြတော့လေတချို့တွေကတော့အရေးမတာကြပါဘူး။ တချို့ဖွံ့ဖြိုးတိုးတက်သွားကြတော့လဲတချို့ဖွံ့ဖြိုးတိုးတက်မှုနှီးကွေးလှစွာဖြင့်ရုန်းကန်နေရရစေပဲဖြစ်ပါတယ်မိမိတို့နိုင်ငံမှာဒုတိယအမျိုးအစားတွေပါဝင်နေရအဓိကအားဖြင့်တော့ပြည်တွင်းပြဿနာများနဲ့နိုင်ငံတော်ကိုဖုံဖြိုးတိုးတက်မှုမရရှိအောင်တားဆီးပိတ်ဆို့နေခြင်းတွေကြောင့်လို့လည်းပြောလို့ရပါတယ်။ဖုံဖြိုးတိုးတက်သည့်နိုင်ငံတကာနိုင်ငံဖြစ်လာအောင်တိဆောက်နိုင်ရန်အတွက်အရင်းအမြစ်များပိုင်ဆိုင်ထားပြီးကကြမှာအခွန်လန်းများလည်းရှိနေပါလျက်နဲ့ပြည်တွင်းပဋိပက္ခများနဲ့မတည်ငြိမ်မငြိမ်မှုများဖြစ်ပေါ်နေခြင်းတွေက နိုင်ငံနဲ့လူမျိုးအတွက်နှိမ့်ချသွားစီခြင်းဖြစ်ပါတယ်မြန်မာတံတော်သည်လွတ်လပ်ရေးကြိုးပမ်းမှုမှာပေါက်ဖွားလာခဲ့သည့်တံတော်ဖြစ်ပြီးကြမှာနိုင်ငံလွတ်လပ်ရေးရရှိပြီးတဲ့နောက်တွင်လည်းတမိုင်းပြည်တာဝန်တွေအရမြန်မာနိုင်ငံရေးတမိုင်းကြောင်းနဲ့အတူရှင်တွဲပြီးပါဝင်နေခဲ့ရှိပါတယ်ပွဲစည်းပုံအခြေခံဥပဒေ2008ခုနှစ်အရပြည်သူကရွေးချယ်တင်မြှောက်ထားသောအစိုးရများ2011ခုနှစ်မှစတင်၍ပေါ်ပေါ်လာခဲ့သည့်အခါတပ်မတော်သည့်ပွဲစည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီတာဝန်ကျေပွန်စွာထမ်းဆောင်ပေးခဲ့ပါသည် လက်ရှိမိမိတို့နိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများသည့်2020ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်တမ်မော်တော်မှနိုင်ငံတော်တာဝန်အရရက်ကိုဝင်ရောက်ထိန်းသိမ်းရယူခဲ့ကြပြီးပေါ်ပေါလာခြင်းဖြစ်သည်ဟုမဆိုနိုင်မဲနဲ့ NLD ပါတီဥဆောင်တဲ့အစိုးရလက်ထက်ကပင်အစပြုခဲ့သည်ဟုပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲမှာစတင်ခဲ့သည်လို့လည်းယူဆရပါတယ်။ လက်ရှိပြည်တွင်းဒေသအနှံပြတဖြစ်ပေါ်လျက်ရှိနေသည့်အကျန်းဖက်လက်နက်ကိုင်တောင်းချမ်းမှုများမှ၎င်းတို့၏အကျန်းဖက်အဖြစ်အမှောင်လောက်ရများကြောင့်အရက်ဖက်စစ်ဖက်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်မှုများကြောင့်ဒေသခံပြည်သူများကစန့်ကျင်လျက်ရှိနေပါသည်ပြည်တွင်းပြည်ပတွင်ပြောင်းလဲလျက်ဖြစ်ပေါ်လျက်ရှိသော အချင်းနဲ့ရဲရဲတို့ကိုတော်လန်ရေးအမြီခံထားပြီးကမှယင်အကျမ်းပဲအဖွဲ့စည်းများတန်ထောက်မှတ်ပေးအမှုများများစွာယော်နေကြဆင်းသွားခဲ့ရလက်နက်ကင်ထားသည့်အကျမ်းပဲအဖွဲ့များအနေဖြင့်၎င်းတို့ဆက်လက်ယက်တီနိုင်ရေးအတွက်ပြည်သူလူထုအပေါ်ပုံမဖီစည်းလာခြင်းတရားစာတာများခိုးထုတ်မှုများနဲ့မူရစေဝါသဲဆောင်ရောင်းချမှုများပုံမပြုတ်လို့လာခြင်းတွေကြောင့်ဖြစ်ပေါ်လာပေါ်ရှိသည့်အလျောက်မဖြစ်မနေနှိမ်နှင်းသွားရမည်မှာတတ်မတော်မှာအပြည့်အဝတောင်းရှိနေပါတယ် မြန်မာတံတော်တွေ1945ခုနှစ်မန္တလေး28ရင်းဒီမှာစတင်ကပြည်သူလူထုနဲ့အတူလက်တွဲပြီးကမှဖက်စစ်ဂျပန်ကိုတော်လှန်တိုက်ခတ်ခဲ့ပါတယ်။ဖက်စစ်လက်အောက်မှာလွတ်မြောက်လာခဲ့တဲ့ပြည်သူနဲ့တပ်မတော်တသားနဲ့ဖြစ်ခဲ့သောထိုနေ့ရက်များသည့်လွန်ခဲ့သောနှစ်ပေါင်း80တို့ တိုင်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရင်းမြင့်များနဲ့အလားအလာကောင်းများကိုအသုံးချကပြည်သူလူထုတရလုံးလိုလားသည့်လူမှုစီးပွားဘဝအဆင့်အတန်းတရက်တို့ရောက်ရှိအောင်မြင့်တင်နိုင်ရမှာနိုင်ငံတော်ဝန်လုံးတည်ညီအေးချမ်းသာရဖို့ အမှန်တကယ်ပဲလိုအပ်ပါတယ်။တံပတော်နဲ့ပြည်သူတသားတဲ့တဝမ်းနဲ့လက်တွဲကပြည်တွင်းလက်နက်ကိုင်ပေါင်းရန်သူပြိပခများခြုံငိမ့်နိုင်စေရေးနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်အမြန်ဆုံးပြန်လည်တောက်ရှိနိုင်ရေးမဆုတ်မနစ်အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းတင်ဆက်ပေးလျက်ရှိပါသည်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆောင်တွေ့ရမယ်